signal gate ဆိုတဲ့စကားလုံးကိုမိတ်ဆက်ပေးချင်ပါတယ် signal ဆိုတဲ့ message application ကိုဒီစာတိုတို့အထပ်ပုံတို့ video file ပို့ဖို့တို့နောက်ပြီးတော့ဒီစကားပြောဆက်သွယ်ဖို့သုံးကြပါဗျ။ gate ကတော့1982ခုနှစ်က watergate scandal ကနေစပါဗျ။ ဝါတာဂိတ်ဟိုတယ်မှာချောင်းနှားထောင်ကြတဲ့ကိစ္စပေါက်ကြားပြီးတော့သမ္မတရစ်ချက်နစ်ဆင်ရှာရုကနေနှုတ်ထွက်ခဲ့ရပါတယ်။ Signal Gate ကတော့ပြီးခဲ့တဲ့တပတ်ဟူတီသဘုံစစ်စင်ရေးကို Signal မှာပြောကြတာကနေစပါတယ်။ဒုတိယသမ္မတနိုင်ငံသားကြီးကာကွယ်ရေးဝန်ကြီးတွေရဲ့ထိတ်တန့်လျှို့ဝှက်ကိစ္စတွေမှာ Atlantic Magazine Editor ရဲ့ Signal နံပါတ်ကိုမတော်တဆထည့်မိခဲ့ပါတယ်။အဲဒီအုပ်စုထဲမှာ Journalist တယောက်ရှိနေတာကိုသတိမထားမိကြပဲနဲ့ဘယ်အချိန်မှာဘယ်လက်နက်နဲ့ပြစ်မယ်ဆိုတာကအစကာကွယ်ရေးဝန်ကြီးကကြိုတင်စာပို့ပါတယ်။ အစိုးရဝန်ကြီးတွေအခုလိုလုံခြုံရေးပေါက်ကြတာကိုမဂ္ဂဇင်းအယ်ဒီတာကစောင်းပါရေးလိုက်ပြီးရဲ့နောက်မှာဟိုလီးတကြောကြောဖြစ်လာတာပါ။သွတ်တော်ကလည်းထိတ်တန်းရရှိတွေကိုစင့်ခေါ်မိမြန်ပါတယ်။ကာကွယ်ဝင်ကြီးနှုတ်ထွက်ဖို့တီအတိုက်ခံတွေကတောင်းဆိုကြပါတယ်။ဒီအကြောင်းကိုထုတ်ဖော်တဲ့ journalist ကိုတည်တင်းလိန်သမားဆိုပြီးတော့အင်ဖြူရောဘက်ကဆွဆွဲခဲ့ပါတယ်။ပေါက်ကြားခဲ့တဲ့ပြစ်မှတ်အချက်လက်က classifying ထိတ်တန်းလျှို့ဝှက်ဟုတ်မဟုတ်ကိုနှစ်ဖက်အငင်းပွားနေကြပါတယ်။ နောက်ထပ်ဘာရီဆက်ဖြစ်လာမလဲဆိုတာကိုမသိရသေးပေမဲ့ signal gate စကလုံးကတော့မီဒီယာမှာတွင်ကျဲလာပါတယ်ဒီဖြစ်စဉ်ပေါ်အမြင်တွေသဘောထားတွေကိုမှတ်ချက်ရေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်